ပရိသတ်များအားလုံးပဲမြင်လာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ SDS Audio Book Channel ကနေကြိုဆိုလိုက်ပါရှင်ကျွန်တော်တို့ Channel ကနေတရေဆလံကောင်းများစွာနဲ့ကမ္ဘာပြည့်ရဲ့စံချိန်ဆလံကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေရပါဖြစ်ပါရှင်ဒီနေ့မှတင်ဆက်ပေးမှာကတော့စာရေးသူရင်းမြစ်ကမ္ဘာရေးသားထားတဲ့ဖောမေစိန်ရဲ့စနေကျိုးခင်သုံးဆိုတဲ့ဇလန်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်ဇလန်းလေးမစားတင်ပြီးကျမတို့ရဲ့ Channel ကို လိုင်းရန် subscribe လေးနှိပ်သွားဘူးနေဇလန်းတင်များစွာကိုမလွတ်တမ်းသာစေနိုင်ဖို့ဘီနာနိုတီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်းလေးကိုကိုယ်စတင်လိုက်ပါပြီ။တောင်ထုံးရအေးချမ်းတာယာလေးရပါပြီ။ရွာသူရသားတွေကလည်းတဦးပေါ်တဦးရမ်းမီကူညီရုံသာမကောင်အချင်းချင်းနဲ့စီးလုံးလာပါလေ။တချို့ရွာတွေကဲတော့ကိုကိုရဖုန်ကြီးကြောင့်ကွဲခြင်းရွာမြောင်းနဲ့ရွာတောင်ပိုင်းမတည့်ချင်းရွာရှိပိုင်းနဲ့ရွာနောက်ပိုင်းမတည့်ချင်းစသည်လိုနေမရှိကြပါဘူး အဲလိုအေဂျင့်ရဲ့ရွာလေးမှာနေထိုင်နေဖွားမိတ်စိန်တို့ကလည်းရွာရွာမှာရှိတဲ့တာကြီးနိုင်ပွဲတွေမှာလူကြီးအများဖြစ်ကရော့ခန်နေရာမှာပင်ထားရှိကြနေရောတယ်။ကြီးသူကိုယူသေးဆိုတဲ့စကားအတိုင်းပဲရွာသူရသားတွေကလည်းဖွားမိတ်စိန်ရဲ့စကားကိုရွာလူကြီးရဲ့စကားကဲ့သို့လိုက်နာကြပြီးဖွားမိတ်စိန်အကြောင်းကိုတဖန်ပြောပြရရင်တော့ဖွားမိတ်စိန်ကမိမိတို့ရဲ့မိဘတွေကိုတတ်ခဲတဲ့လူရောမှာဆရာဖြစ်သူဖွားတိကိုယ်တိုင်တင် जा ပြီးခဲ့တဲ့အောက်လန်းနီးနဲ့ပင်ပြန်လေတက်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ဆရာဖြစ်သူဖွားတည်ရဲ့မတိဆုံးခင်ခံစားနေရတဲ့ဝိဒုက္ခတွေကိုမြင်တွေ့ခဲ့ရတာနဲ့သူ့ရဲ့အွန်လိုင်းနည်းတွေကိုပါတပါသူအပေါ်ကိုမကောင်းမှုပြုလုပ်ရန်အတွက်အသုံးမချတော့ဖျားတရားဘက်ကိုလိုက်စားရင်းနဲ့အကူအညီတဝဲသူတွေကိုကူညီပေးရင်းနဲ့တောင်ထုံးရမှာသာအခြေစနေထိုင်ခဲ့သူဖြစ်တယ်။ဒီနေ့မှာတော့တောင်ထုံးရရဲ့အပြင်ဘက်မှာစုဘူးတန်နီယာထွက်ပေါ်လာခဲ့။အဲဒီတန်ကတော့တောင်ထုံးရရွာသူရသားတွေရဲ့စကားတန်နီနဲ့တစ်ဖက်မှာရှိတဲ့ အမျိုးသမီး၃ဦးရဲ့စကားတန်နေပင်ဖြစ်နေရောတာမန်စကားပြောဆိုနေခြင်းမဟုတ်ပင်နေစိန်ခေါ်သူအပွဲနဲ့စိတ်တို့စိတ်ဆိုးစွာပြောဆိုနေကြတဲ့အဖွဲတွေပဲဖြစ်တော်တယ်။အကြောင်းကတော့ဘာမှမသိရဲ့ထမင်းအနက်ကိုခက်တူတူဝစ်စင်ထားတဲ့အမျိုးသမီး၃ဦးဝင်အဲ့ဒီအမျိုးသမီးရဲ့မျက်နှာရီဟာခက်ထမှုအပြည့်နဲ့သူတို့ရဲ့စပေးနေရာနဲ့ထုံးဖွဲ့ရမထားမင်းနေဖလာချပြင်ထားပြရာသူတို့ရဲ့အသွင်ပြင်ဟာဆက်ဆုပ်ခွေရာအတိပင်ဖြစ်နေရောတယ်။ဘဲမလေးမေစိန်ဆိုတဲ့ကောင်မှ ခေါ်လိုက်ကြစမ်းငါနာမည်ကဆန်နှကျိုးခင်တော့ဒင်းတို့ဒီနေ့အသေးသက်ပြီဒီနေ့ကနေရှင်းပြမလို့ဟဲ့ခင်တော့ရှိကိုအက်ကောင်မအခုခေါ်လိုက်ကြစမ်းပါဖွေးဦးမလူပွားဝါလို့ဖွားနေမတွေ့ခင်ငါတို့နဲ့တွေ့သွားမယ်ဟဲ့ဟုတ်တယ်စင်ကိုရီပြောတဲ့ပါစက်ကိုဟောဒီသားနဲ့ဝင်ပိုင်းလိုက်ရကွာတောင်ထုံးရသားတွေကဓာတ်တရွရွနဲ့ဒေါသထွက်နေကြတယ်ဒါပေမဲ့လူကြီးတွေကဝိုင်းဝန်းတားဆီးမှုကြောင့်သာရှေ့ကိုမတိုးကြခြင်းမှာ ဟေ့ကောင်လေးတိတ်ကြစမ်းဖြစ်လာတဲ့ပြဿနာတွေကိုဒီလိုရှင်းလို့ရမှာလားကွာဒီမဲ့ဒီကအမျိုးသမီးတွေကဖွားမဲ့စင်ကိုစိတ်ခေါ်တာငါတို့ကလည်းဖွားရဲ့ပညာကိုယုံနေဖွားကဒုရအောင်အမြဲဆောက်ရှောက်ပေးခဲ့တာအဲ့အတွက်ဖွားစကားကိုပဲတုံထားထောင်ရမယ်ကွာတကြီးဥနောက်ချိုဟာတားဆီးပြောဆိုနေရတယ်အဲ့ဒီကဥပစီဟာဟုတ်တယ်ကွာဒီမှာငါတို့ဖွားပြောတာကိုပဲသူကနားထောင်ကြမယ်အဲ့တော့မောင်နဲ့မောင်တို့က ဖောက်တော့ဟုတ်ကြီးကြကွာအရိယာသားရီကလူညီပါရဲကွာမဟုတ်ဘူးလားဟဲ့ဟုတ်တယ်ဖွာပြောတာဝင်နားထောင်မယ်ဟုတ်တယ်ဖွာကသာပြောရင်တော့ဓာတ်နဲ့ပိုင်းစုံနဲ့အတိပဲဟဲ့ဝင်ပိုင်းဖြစ်လိုက်မှာကွာရွာသားရီစီကထောက်ခံတန်တွေကထပ်ပေါ်လာတယ်ဘက်မှရှိတဲ့ဆနေကျူးခင်တုံနဲ့သူ့ရဲ့တပည့်မနှစ်ယောက်ကလည်းဘာစကားမှမဆိုကြဘဲနဲ့အပင်ကြီးမှာသူတစ်ဘက်ကိုထောင်ပြီးတော့ထိုင်နေကြတယ်ရွာသူရသားတွေကလည်းအဲ့ဒီသူတို့၃ယောက်ရဲ့အဝေးတနေရာမှာထိုင်ပြီးတော့ ွားမိတ်ဆိုင်ရဲ့အလာကိုစောင့်မျှော်နေကြတယ်။음မိဝင်းရေအဲ့ဒီတော့လာပြီတမီးရေရှင်အဲ့ဒီဟုတ်လားမေဘေးရတော့အဲ့ဒီကတော့ဒီနေရာပဲဒင်းပညာတွေကိုဒီထက်မြင့်ကျင်နေပုံပဲဟင်အမိစကားဘာကြီးုံတော့အိုးမိဝင်းရေညီအမိပြောတာဒါနားထောင်စမ်းပါတော်တော်ဖျားခန်းကအမိရဲ့တောင်းဝေးကိုတော့ယူခဲ့စမ်းပါ၏ဟုတ်ပါပြီအမေရဲ့သူကနားမလည်လို့ပါတော့ ဖွားမိတ်စင်ကကုပြစ်မှာထိုင်ပြီးတော့တမီးဖြစ်သူဒေါ်ဝင်းကိုခိုင်းစေလိုက်တော့တယ်။ဒေါ်ဝင်းကတော့ဖွားမိတ်စင်ရဲ့စကားကိုနားမလည်တော့လေခိုင်းတဲ့အတိုင်းတောင်ဝင်းရယူပေးရှာတယ်။တောင်ဝင်းရပြီးတဲ့နောက်တော့ဖွားဖွားရှိလား။အကြီးတော်ဝင်းအကြီးတော်ဝင်းအေးလာကြပြီလား။ဗျာဟိုလေးဖွားမောင်နဲ့မောင်တို့တို့အပြေးတစ်ပိုင်းနဲ့ရောက်လာကြတယ်။ဒါရီနဲ့ဖွားမိတ်စင်ကသူတို့ကိုကြိုတင်စောင့်ကြိုနေကြအောင်အံ့ဩကုန်ကြတယ်။ကဲပါမောင်ရင်တို့ရဲ့ ွာခင်းတုံလာတော့တိပြီးပါပြီကွ။လာပါ။ဖွားတို့တွားတွေ့ကြစို့။အဲ့ကောင်မဖွားထွက်မလာရင်ဟိုမှာစောင့်နေကြတဲ့သူတွေကိုဒုက္ခပေးနိုင်မယ်။음။သူပညာလည်းပေါ်တည်တည်မဟုတ်ပြန်ဦးနေ။လာလာတွားကြစို့ကွ။ဟောဟောပါ။အမေကျုပ်ကရော။ကျုပ်ကိုလိုက်မယ်နေနော်။လိုက်ခဲလိုက်ခဲ။တဝင်းရလည်းဖွားမဲစိန်တို့နောက်ကနေလိုက်ပါလာခဲ။ဖွားမဲစိန်ကတော့အသက်တာရနေပြီဖြစ်တော့လေ။မောင်အောင်မောင်တို့တို့ထပ်ပြီးတွက်လက်ရည်နေခဲ့တယ်။ ဖောင်းမစင်တရားမမောနိုင်မပန်းနိုင်ဖြစ်ရွာပြင်စီကိုခတ်တုတ်တုတ်ထွက်လာခဲ့နေအောင်ဒေါ်ဝင်းနဲ့ကြံနေရောက်ပြီးနောက်ကနေအမောတကြီးနဲ့လိုက်ပါလာခဲ့ကြရှာတယ်။ဟာဖောက်ရောက်လာပြီဟဲ့ဖောက်လာပြီဟာကဲမောင်ဘာစင်နဲ့မောင်နှောင်ဆိုမောင်နှောင်ဟာရွာသားတွေကိုခေါ်ပြီးတော့ခက်ဝီးကနေသာကြည့်ကြပါကွယ်တော်နေစုံမိုးထုတ်ပြီဆိုတော့ခင်းတုံနဲ့ဖောက်ရဲ့ကြားတွေကိုတရားမှဝေမပါမိကြစီနဲ့ကြားကြရင်တော့ကွယ်ဟုတ်ကြားပါရဲ့ဖောက်အေးအေးဒါဆိုတော့ဖွာစိတ်ချမယ်ကွယ် ရာသူရသားတွေကိုခက်လန်းလန်းမှနေစေဖောမေစင်ကိုယ်တိုင်ကဆန္ဒကျုံးခင်တုံတို့ရဲ့အရှိ15ပြီကွာမှရှိရဲ့မြေပြင်မှာတင်မလီခွေကထန်လိုက်တော်တယ်ဆန္ဒကျုံးခင်တုံကလည်းဖောမေစင်ရမြင်လျောထန်နေရအနေထားရလိုက်ပြီးတော့သူ့ရဲ့ထမင်းကိုခါယူဝှက်လိုက်တော်တယ်ခင်တုံမိခေါ်ရဲ့နေရာကိုငါရောက်ပြီမိပါရှင်းစရာရှိတယ်ဆိုတာသာရှင်းပြီရောဟွန်းဟွန်းမေစင်မေစင်နင်တော့မတော်တော်ဦးနေပါရောလားဟဲ့อืม နေနေကနေကဆရာတူတပည့်တူတွေပဲခင်တုံရဲ့နေဒီနေရာအထိငါ့ကိုပညာလိုက်ပြန်နေဆိုတော့နေတော်တော်အညိုးကြီးတာပါလားအညိုးကြီးတယ်ဟုတ်လားမေစိဖွားသည့်ဆိုတဲ့မိမကြီးကနေ့ကိုပဲခရူးတဆိုင်တင်ပြီးခဲ့ရလေစီစမ်းပါဦးအခုသူတင်ပြီးခဲ့တဲ့တပည့်မှသူနဲ့မတူတဲ့သူတော်ကောင်းကြီးကိုဖြစ်လို့ပါလားဖွားမေစိထက်ဆယ်နှစ်ငယ်တဲ့ခင်တုံလေးဖွားသည့်ရဲ့တပည့်ပါပဲဖွားသည့်ကမေစိကိုသာအမြဲအေးပေးခဲ့တာမို့ခင်တုံကမနာလိုပါဘူးအဲ့ရင်ညိုးတွေရော အခုချိန်ထိတိုင်ရှိနေသေးပါစနေကျုံးခင်တော့ဆက်ပြီးတော့ဒီမှာမေးစိန်ညီရဲ့ပညာတွေကိုငါအနိုင်ယူပြီးတော့ဒီနေကိုငါအပိုင်ယူပြမယ်ဟဲ့ငါပိုင်နဲ့အချိန်ရစပြီးတော့ဒီနေမှာသွေးနဲ့နေကြည့်ပဲထင်ချင်စီရမယ်နိဟာဟာဟာအမလီကြောက်စရာကြီးပါလားဘာလို့ကြောက်မှာလဲငါတော့မကြောက်ပါဘူးသူတေကိုဒီပဲဝင်သက်ပြစ်မှာတော်စမ်းမှာဒီလိုလှုပ်ရှားမလို့ပါဘူးဖွားနိုင်အောင်နိုင်မှာဟုတ်တယ်ဖွားနိုင်မှာတေးစားတယ် တော်တော်အောက်တန်းကြရဲဆုံးပါပဲစနေကျူးခင်တုံရဲ့စကားကြောင့်ရွာသူရသားတွေထဲကနေစကားတန်တွေထွက်ပေါ်လာခင်ဖွားမိတ်စိန်ကခင်တုံခင်တုံနည်းနည်းဆရာဖြစ်သူဖွားတိလို့ပါပဲဒါဖွားတိမသိခင်မှာဘလို့ရခံစားရရဆိုတာကိုနေမြင်မြင်နေတောင်နေရပါဆက်ပြီးတော့မိုက်မင်းနေရပါလားအေးပညာရှင်ရှင်မေဆိုရင်လည်းရှင်းလို့ရရနော်ဒါပေမဲ့ငါဘက်ကတော့စပြီးတော့မတိုက်ခိုက်ဘူးတကူကနီးရဲ့အတက်တွေနဲ့ဖန်ဆင်းထားတဲ့ဟိုရူးစုညီမကို ဘလို့လိုက်နေအောင်ငါကြောင့်သူတို့ပြက်စီးသွားလိမ့်မယ်ခင်တုံးဖောင်းမေစင်ရဲ့စကားကြောင့်စနေကျိုးခင်တုံးနဲ့ခါအုပ်ထားပြီးတော့ငါရဲ့တပည့်မရဲ့ပညာကိုနင်ကစမ်းကြည့်လိုက်စမ်းဟဲ့ကောင်မကြီးရင်းနှုတ်ဆက်တွေကိုကျွေးလိုက်စမ်းအိတ်ကောင်မောင်ဖောင်းမေစင်စကားကိုသူဖယ်ပြီးတော့သူ့ရဲ့တပည့်မတွေကိုခိုင်းစေလိုရတယ်တပည့်မဖြစ်သူစုံမနှစ်ယောက်ကလည်းသူတို့ရဲ့ခါးတွေကိုကုန်းနေရတယ်ခါးတွေကုန်းနေစဉ်ခေါင်းကတော့ပုံမှော်ရထားပြီးတော့ပါဇက်ကိုကျင်းလောက်စွာဟထားတော့တယ် ဖောမေစင်ဟာသူ့ရဲ့တံဝေးကိုရေပေါ်ထောက်ပြီးတော့မျက်လုံးကိုမိထားတယ်။ဖောမေစင်ရဲ့နှုတ်ကလည်းတွတ်တွရွှဆုံမှုတွေပြုလုပ်နေရောခဏကြာလေးတော့တပည့်ဆုံးမနေရောက်ရဲ့ပါဇက်တွေအတင်းကနေဆက်အချိုထွက်ပေါ်လာတယ်။အဲ့ဒီဆက်တွေရဲ့အယောင်ကလည်းအစင်းအောင်ဖြော့ဖြော့ပါပဲ။အစင်းအောင်စက်တန်းတစ်ခုအောင်ဖောမေစင်တဲ့ကိုဥတီပြီးသွားချိန်မှာမိမရှိရဲ့ရွာသူရသားတွေရဲ့အော်ဟစ်တန်ရလေးထွက်ပေါ်လာခဲ့။ဟာဒုက္ခပဲ။ဖောရီတခုခုလုပ်ပါဦး။ဟာဖောကိုထီတော့မင်း။ ဖွားမိတ်စိန်ထံကိုရောက်ရှိလာတဲ့စက်တန်းတစ်ခုအောင်ဖွားမိတ်စိန်ရဲ့ရှေ့ကိုအရောက်မှာပဲချက်ချင်းဆိုသလိုပင်ပြောက်ခွေသွားတော့တယ်။စက်တန်းကြီးပြောက်သွားတဲ့အချိန်မှာတော့ဖွားမိတ်စိန်ကမျက်လုံးပွင့်လာခဲ့ပြီးသူ့ရဲ့တံဝေးကိုမြေပေါ်ကိုဆောင်းချလိုက်လေရာအာစနေကျုံခင်တုံရဲ့တပင်းမနှစ်ယောက်တန်းအနေအဟိတန်နီယောက်ထပ်ပေါ်လာခဲ့ပြီးတော့အဲ့ဒီတပင်းမနှစ်ယောက်ကိုဖွားမိတ်စိန်ကစူးစိုက်ပြီးကြည့်နေခဲ့။ဖွားမိတ်စိန်ကအဲ့ဒီသူကိုကြည့်နေပြီးပါဇက်ကအနေနဲ့ရုပ်စုံနေပြန်တော့တယ်။ရုပ်စုံနေနေသူ့ရဲ့တံဝေးကို အိမ်သူတို့ထံညွှန်လိုက်နေရအာစနေကျိုးခင်တုံရဲ့တပည့်နှစ်ယောက်ကကိုမမီးတောက်တွေထထောင်ကြွပြီးတော့ပဝင်းကျင်မလေးအဟိတန်နေနဲ့ဆူညံလို့နေခဲ့တယ်။အဲ့ဒီမီးတောက်တွေရဲ့ဝါမျိုးချင်းကြောင့်တခဏအတွင်းမှာပဲခင်တုံရဲ့တပည့်နှစ်ယောက်ကပျောက်ကွယ်သွားကြတယ်။စနေကျိုးခင်တုံကတပည့်နှစ်ယောက်အားမကူနိုင်ခဲ့ပါဘူး။သူကိုယ်တိုင်တတိဝန်လာချိန်မှာတော့တပည့်နှစ်ယောက်ကမရှိတော့လေရ။မဲစိန်နေရငါစီမံထားတာတွေကိုဖျက်ဆီးပစ်လိုက်တယ်ပေါ့။အေးနေငါ့ကိုတော့မရှင်နိုင်ပါဘူးအေး။လာစမ်း စနေကျိုးခေတုံဟာသူ့ရဲ့ပါဇက်အတွင်းမှာတလက်လက်တောက်ဖနေတဲ့စက်တန်းတွေကိုထုတ်နေရတယ်။ဘောမေစင်ကလည်းတင်မူလီထိုင်နေရာအနေသူ့ရဲ့တာဝန်အားထောက်ပြီးတော့မတက်အနေထားနဲ့အသိပြန်လိုက်တော့တယ်။စနေကျိုးခေတုံဟာသူ့ရဲ့စက်တန်းတွေကိုဘောမေစင်ထံကိုထုတ်လုလိုက်ရင်းနဲ့သူကိုယ်တိုင်ပဲအဲ့ဒီစက်တန်းတွေပေါ်ခုန်တက်ခဲ့လိုက်ပြီးတော့ဘောမေစင်ထံကိုပြေးဝင်လာခဲ့တယ်။ဒါပေမဲ့စနေကျိုးခေတုံရဲ့စက်တန်းတွေကိုဘောမေစင်ကသူ့ရဲ့တာဝန်နဲ့တားဆီးလိုက်ပြီးတဲ့နောက်တော့မျက်လုံးကိုမိတ်ပြီးတော့လောကဂါထာတချို့ကိုရုပ်ဆိုပြန်တော့တယ်။ စနေကျိုးခေတော်ဟာဒေါသတကြီးသူ့ရဲ့စက်တန်းနေအပေါ်ကနေဖွားမိတ်စိန်ထံကိုပြေးဝင်လာနေဖွားမိတ်စိန်ကလည်းမိထားရဲ့မျက်လုံးတွေကိုဖွင့်ပြီးတော့တာစီထားတဲ့စနေကျိုးခေတော်ရဲ့စက်တန်းတွေကိုကြည့်ပြီးမေတုံနေဆက်တွေနေပြန်ယူပြီးတော့ဟင်ဖွားမိတ်စိန်စကားကိုမေတုံကကြားလိုက်တော့ဒါပေမဲ့နောက်ကျသွားလိမ့်မည်ဖွားမိတ်စိန်ထံကိုပြေးနေတဲ့သူ့ရဲ့စက်တန်းတွေကသူ့ထန်စီကိုလက်ပြန်ကပြေးဝင်လာတော့တယ်စကြူပေါ်မှာရှိနေတဲ့ခင်တော်ဟာတည်င်းတို့ကမြေပေါ်ပြုတ်ကျပြီးတဲ့နောက်တော့ ပြေးဝင်လာတဲ့စတန်တို့ကလည်းခင်တို့ရဲ့ယုံဝါစီကိုအယောင်အာစတန်ထိမှန်တန်တဲ့အတူစနေကျိုးခင်တို့ရဲ့အိုဟစ်တန်ကြီးအောင်ထွက်ပေါ်လာခဲ့စနေကျိုးခင်တို့ရဲ့ပါဇက်ကနေသူ့ရင်အထွက်လာခဲ့အိမ်လူအဘီယာနဲ့ခင်တို့ရဲ့ခေါင်းကလည်းလေပြန်ချသွားတော့တယ်ခင်တို့တယောက်မှတော့ဖြင့်သူ့ရဲ့စတန်နေကြောင်းပဲသူ့ရဲ့အတက်မှလည်းတည်ဆုံသွားခဲ့ရရှာတယ်ဒါရင်းနဲ့မပြီးဆုံးသေးပါဘူးတည်ဆုံသွားတဲ့ခင်တို့ရဲ့အတော့ဘယ်စီကထွက်လာမှန်းမသိတဲ့မိတော့ကြီးတစ်ခုအောင် ဝမ်းဖြူလူသွားခဲ့ပြီးတော့ခင်တုံးကလည်းပြောက်ကွယ်သွားခဲ့တော့တယ်။အင်းခင်တုံးခင်တုံးငါခွင့်လွတ်လို့ရပြီမေ။မြို့ငင်းရနင်းရဲ့လုံရက်တွေအတွက်ခွင့်မလွတ်ပါလားနော်။ဖွားမိတ်စင်ကပညာအတူတင်ခဲ့တဲ့ခင်တုံးရဲ့အလောင်းရှိနေခဲ့တဲ့နေရာစီကို ကြည့်ပြီးတော့စိတ်မကောင်းစွာပြောလိုက်နေရော။အိမ်တော်မှာတော့ဖွားမေစင်ကတမိဖြစ်သူဒေါ်ဝင်းနဲ့အတူရွာလေးကိုပြောင်းဝင်လာတော့တယ်။လာရောက်စင်ခေါ်တဲ့ဆန္ဒကျိုးခင်တုံးနဲ့တပည့်ဖြစ်သူနှစ်ယောက်တို့ကလည်းဒီကုန်းချုပ်လို့သွားခဲ့နေပြီ။ အပြည့်ပြည့်အစအအနေဆုံးမြင်လိုက်ကြရတဲ့တောင်ထုံးရွာသူရွာသားတွေကအော်အေးမဆုံးမနဲ့ပြောရမဆုံးဖြစ်နေခဲ့ကြတော့တယ်။ပရိသတ်များရှင်စာရေးသူရေမင်းကမ်လူရေးသားထားတဲ့စနေကျိုးခင်တုံးဆိုတဲ့ဇလန်လေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီ။နောက်ရက်များမှလည်းဇလန်ကောင်းများစွာရွေးချယ်တင်ဆက်ပေးဦးမှာမို့အားပြီးနားဆင်ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်